မင်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်တွင်းမှာအမေရိကန်ဒေါ်လာကိုငွေကျပ်4800ကျော်ဖြစ်ပေါ်နေတဲ့အချိန်စစ်ကောင်စီဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ဈေးနဲ့ပဲစိုင်းတွေဟာ73စီတွေကိုသတ်မှတ်နေရတာကြောင့်73စီလုပ်ငန်းရှင်တွေအရှုံးပေါ်နေတဲ့အတွက်ဒေါ်လာဈေးကိုပြင်ဆင်သတ်မှတ်ပေးဖို့စစ်ကောင်စီကိုလုပ်ငန်းရှင်တွေကတင်ပြတောင်းဆိုနေကြတယ်ဆိုပါတယ်မကွေးတိုင်းမှာ အချမ်းဖတ်စကောင်းစီအတွက်တသားတစ်တွေအတင်းအဓမ္မလိုက်လံစုဆောင်နေတယ်အလဲဘိုးဂျေးရွာအုတ်ချုံရင်မှုအောင်ကိုကိုဆိုတဲ့သူလည်းပြစ်ခတ်ခံရပြီးသေသွားပြန်ပြီဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ပြည်တွင်းမှာအမေရိကန်ဒေါ်လာလာကိုငွေကျပ်4800ကျော်ဖြစ်ပေါ်နေတဲ့အချိန်စကောင်းစီဘိုးဘန်ကနေတတ်မှတ်ထားတဲ့ဈေးနဲ့ပဲစိုင်းတွေဟာ73ဈေးတွေကိုတတ်မှတ်နေရတာကြောင့် စက်သုံးစီလုပ်ငန်းရှင်တွေအရှုံးပေါ်နေတဲ့အတွက်ဒေါ်လာဈေးကိုပြင်ဆင်သတ်မှတ်ပေးဖို့စစ်ကောင်စီကိုလုပ်ငန်းရှင်တွေကတင်ပြတောင်းဆိုနေကြပါတယ်မြန်မာနိုင်ငံစက်သုံးစီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းကဘော်အလုံးမှုဆောင်အစည်းအဝေးကိုခေါ်ယူခဲ့ပြီးစစ်ကောင်စီဘိုးဘန်ကနေသတ်မှတ်ထားတဲ့ဒေါ်လာဈေးနှုန်းနဲ့ပဲစက်သုံးစီဈေးနှုန်းတွေကိုသတ်မှတ်နေရတာဟာလုပ်ငန်းရှင်တွေအားလုံးအရှုံးပေါ်နေတဲ့အကြောင်းတွေစစ်ကောင်စီကစက်သုံးစီတင်သွင်းဖို့လိုအပ်တဲ့ဒေါ်လာကိုလည်းအပြည့်အဝမရောင်းပေးနိုင်တာတွေကြောင့်အပြင်ပေါက်ဈေးနဲ့ဒေါ်လာတွေကိုဝယ်နေရတဲ့အတွက် စက်သုံးစီလုပ်ငန်းရှင်တွေဟာအရှုံးပေါ်နေကြပြီဆိုတဲ့အကြောင်းတွေကိုပြောဆိုခဲ့ကြပြီးစစ်ကောင်စီကိုဒေါ်လာဈေးပြင်ဆင်သတ်မှတ်ပေးဖို့စက်သုံးစီလုပ်ငန်းရှင်တွေကတောင်းဆိုခဲ့ကြတယ်ဆိုပါတယ်လက်ရှိပြည်တွင်းကစက်သုံးစီလုပ်ငန်းရှင်တွေဟာလည်းအကြက်တဲ့ခက်ခဲတွေကြားမှာရတယ်လို့လုံနေကြရပြီမဲ့အရှုံးတွေပဲပေါ်နေတဲ့အတွက်အလုတ်ဆက်လုပ်ဖို့ကမဖြစ်နိုင်တော့တဲ့အခြေအနေထိပါရောက်နေပြီအရှုံးခံပြီးလုံနေတာဟာလည်းနှစ်နဲ့လနဲ့ချီကြနေပြီဖြစ်တဲ့အတွက် မလုပ်လို့ဖမ်းမယ်ဆိုရင်လည်းအဖမ်းခံပြီးတော့ဒါလုပ်ငန်းရပ်လိုက်တာကမှအရှုံးသက်သာမဲ့အခြေအနေမျိုးဖြစ်နေတာကြောင့်အလုတ်ကလုံနေရင်းနဲ့ကိုရှုံးနေတာဖြစ်တယ်လို့စက်သုံးစီလုပ်ငန်းရှင်တို့ကပြောထားပါတယ်လက်ရှိပြည်တွင်းမှာအကြံဖက်စစ်ကောင်စီရဲ့ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ဒေါ်လာဈေးဟာအမေရိကန်ဒေါ်လာကို2100ကျပ်ဖြစ်ပြီးပုဂ္ဂလိကဘဏ်တွေအကြဖြစ်ပေါ်နေတဲ့ဒေါ်လာဈေးက3600ကျပ်ဝန်းကျင်ရှိသလိုလက်တွေပြင်ပပေါက်ဈေးကတော့အခုဆိုရင်ဒေါ်လာကိုငွေကျပ်4800ကျော်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ တစ်ဆက်ထဲမှာပဲအမေရိကန်နဲ့အနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့မှုကိုရှောင်လွှဲနိုင်ဖို့ဆိုပြီးအိန္ဒိယအစိုးရပိုင်ဘန်နဲ့စစ်ကောင်စီလက်အောက်ခံမြန်မာစီးပွားရေးဘန်အပါအဝင် ပုဂ္ဂလိကဘန်10ခုတို့အကြားအိန္ဒိယငွေရူပီးနဲ့မြန်မာကျပ်ငွေပေးချေမှုစနစ်ကိုဆောင်ရွက်ကြမယ်ဆိုပြီးတော့လည်းသိရပြန်ပါတယ်အိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံအကြားကကုန်သွယ်မှုတွေကိုအမေရိကန်ဒေါ်လာအစားအိန္ဒိယငွေရူပီးနဲ့မြန်မာကျပ်ငွေပေးချေမှုကိုဆောင်ရွက်နိုင်ဖို့ဆိုပြီး နိုင်ငံငံဘန်တွေအကြနှိမ့်နိုင်မှုတွေလုံနေပြန်တယ်လို့သိရပါလေအဲ့ဒီလိုဆောင်ရွက်မှုတွေကိုအိန္ဒိယအစိုးရဘန်နဲ့စစ်ကောင်စီလက်အောက်ခံမြန်မာစီးပွားရေးဘန်အပြင် CB ဘန်ယူမဘန်တွေအပါအဝင်ပုဂ္ဂလိကဘန်၁၀ခုတို့အကြနိုင်ငံဘန်တွေအချင်းချင်းချိတ်ဆက်ဆောင်ရွက်ကြဖို့စစ်ကောင်စီကလုံနေပြန်တယ်လို့သိရပါလေခင်ဗျတစ်ဖက်မှာတော့မန္တလေးတိုင်းမှာရှမ်းမန်းစစ်စင်ရေတွေပေါ်ဆောင်နေတဲ့နေပြည်အတွင်းတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာပဲတစ်ဖက်ကတောင်သာမြို့နယ်ကနေစစ်ကူလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တောင်ရှိဒိုးဂိတ်ကိုတော်လန်ရေးတပ်တွေကကြပြဟန်တာတိုက်ခိုက်ရမှာစေကောင်းစီတပ်သားအယောက်20ကျော်ဟာအသီးသီးသေကုန်ကြပြန်ပြီလို့မြင်းညာခိုင်ဒရုန်းတပ်ဖွဲ့ရဲ့တောင်ဝင်ရှိသူတို့ကရန်ကုန်ခေတ်တကိုပြောပါတယ်ဇော်လန်လ9ရက်နေ့ကပဲတောင်သာမြို့နယ်ဘက်ကနေစစ်ကူတက်လာတဲ့အကြံဖတ်စစ်ကောင်းစီတပ်စစ်ကြောင်းနဲ့တောင်ရှိဒိုးဂိတ်မှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်းစီတပ်သားတွေကိုမြန်မာခိုင်တရင်တပ်ဖွဲ့တွေနဲ့ပကဖတွေပါဝင် PDF ပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း အချမ်းပတ်စစ်ကောင်စီတပ်သားအယောက်20ဝန်းကျင်နဲ့ရဲ9ဦးကတော့အသီးသီးသေကုန်ကြပြီးဒဏ်ရာရတဲ့သူတွေလည်းတော်တော်များသွားကြတယ်လို့မြန်မြန်ခိုင် drone တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဒီတကမကွေးတိုင်းဘက်မှာလေအချမ်းပတ်စစ်ကောင်စီအတွက်တပ်သားတစ်တွေအတင်းအဓမ္မလိုက်လံစုဆောင်းနေတဲ့အလဲဘိုးကျေးရွာအုပ်ချုပ်ရေးမှူးအောင်ကိုကိုဆိုတဲ့သူလေပြစ်ခတ်ခံရပြီးသေသွားပြန်ပြီလို့မကွေးပြောက်ချတပ်ဖွဲ့တာဝန်ခံကိုကန်ကြီးမောင်ကရန်ကုန်ခေတ်တက်ကိုပြောပါရတယ်။ ဇွန်လ18ရက်နေ့ဖြစ်တယ်မနေ့ကညနေပိုင်းမှာပဲမကွေးမြို့နယ်မှာရှိတဲ့အလဲဘုတ်ဂျေးရွာအုပ်စုမှာအချမ်းဖတ်စကောင်းစီအတွက်တသားတစ်တွေအတင်းအရမလိုက်လံစူဆောင်းနေတယ်အုပ်ချုပ်ရေးမှုအောင်ကိုကိုဆိုတဲ့သူကိုတော်လိုင်းရဲ့ဘော်ဒီကနေကိုပင်လမ်းပိုင်းတနေရာမှာပြစ်ခတ်ရှင်းနေမှုအတွင်နေရာမှာတင်ပွဲချင်းပြီးကိုသွေသွားတယ်ဆိုပါတယ်အဲ့ဒီအုပ်ချုပ်ရေးမှုအောင်ကိုကိုဆိုတဲ့သူဟာအချမ်းဖတ်စတဲ့အတွက်တသားအစ်စ်တွေကိုအတင်းအရမလိုက်လံစူဆောင်းနေတဲ့သူဖြစ်တယ်လို့တော်လိုင်းကာလာတခြား ည်သူတွေကိုစစ်တပ်နဲ့ရိုက်နှက်ဖမ်းဆီးခိုင်းတာတွေမတရားငွေကြေးတောင်းခံတာတွေအပြင်စစ်တပ်အာဏာနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိမ့်ချောက်နေတဲ့သူဖြစ်ပြီးအခုတော့သေပြီလို့မကွေးပြောက်ကြားတပ်ဖွဲ့တာဝန်ခံကိုကန်ကြီးမောင်ကပြောထားပါလိမ့်ခင်ဗျတဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲလာရှုနဲ့မိုးကုံမြို့နယ်တွေမှာကျမစကောင်စီတပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးတွေထိမှန်ပြီးအယသပြည်သူ6ဦးသေဆုံးသွားခဲ့တဲ့အပြင်နေအိမ်၄လုံးမိလောင်ပျက်စီးသွားတယ်လို့ TNL ကနေထုတ်ပြန်ထားပါတယ် ဇော်လန်လ16ရက်နေ့ကပဲကြောင်မဲမျိုးကခုံမုံတစ်ဆက်ဝင်းဘက်မှာအကြံဖက်စကောင်းစီတက်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲမှုကြောင့်မျိုးသမီးတူနဲ့မျိုးသားနှစ်ဦးတေဆုံသွားခဲ့ရတယ်ဆိုပါလေအလားတူလာရှုံမျိုးမှာလည်းအကြံဖက်စကောင်းစီတက်ကရတပြည်သူတွေရှိတဲ့နေရာတွေပါမရှောင်မဲလက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်ရက်ကွက်တစ်ဘက်ကနေအိမ်တလုံးပေါ်ကိုစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲပြီးမိသားစုဝင်၃ဦးတေဆုံသွားခဲ့ပြန်တယ်လို့တရားနယ်လေကနေတရားဝင်ထုတ်ပြန်ထားပါတယ်အလားတူ မိုးကုံမြို့အရှိပိုင်းကညောင်လေးပင်မှာလေချမ်ပါစကောင်စီတက်ကပြက်ခတ်တဲ့လက်နက်ကြီးကြီးကြောက်ပောက်ကွဲမှုကြောင့်နေအိမ်၃လုံးမိလုံပျက်စီးသွားခဲ့ရတယ်လို့လည်းထုတ်ပြန်ချက်မှာဆိုထားပါတယ်။လက်ရှိမှာအချမ်ပါစကောင်စီတက်ဟာရှမ်းမြောက်ကတိုက်ပွဲတွေအတွင်းသူတို့စစ်တပ်စခန်းတွေမကြအောင်ဆိုပြီးအရတပြည်သူတွေနေတဲ့နေရာတွေပါမချန်လက်နက်ကြီးနဲ့ပြက်ခတ်တာတွေဘုံကျဲတိုက်ခိုက်တာတွေကိုတောက်လျှောက်လုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့အာဆီယံနိုင်ငံကြီးဝင်ကြီးများအစည်းအဝေးနဲ့ဆက်ဆက်အခမ်းအနားတွေမှာ မြန်မာစစ်ကောင်စီကိုဖယ်ထုတ်ပြီးအမျိုးသားညီညွတ်အစိုးရ NUG ကိုတက်ခွင့်ပြုဖို့အတွက်အရက်ပတ်အဖွဲ့203ခုကတောင်းဆိုလိုက်ကြပါလေ။ဇွန်လ22ရက်နေ့ကနေ28ရက်နေ့အထိလောင်နိုင်ငံမှာကျင်းပဖို့ရှိနေတဲ့အာဆီယံနိုင်ငံဂျာယီဝန်ကြီးများအစည်းအဝေးနဲ့ဆက်ဆက်အခမ်းအနားတွေမှာမြန်မာစစ်ကောင်စီကိုဖယ်ထုတ်ပြီးအမျိုးသားညီညွတ်အစိုးရ NUG ကိုတက်ခွင့်ပြုဖို့အာဆီယံဥက္ကဋ္ဌလာအိုနိုင်ငံအပါအဝင်အာဆီယံနိုင်ငံတွေရဲ့ နိုင်ငံသားရေးဝန်ကြီးတွေစီကိုရက်ဖက်အဖွဲ့203ခုကဇူလိုင်လ18ရက်နေ့ဖြစ်တဲ့မနေ့ကပဲတရားဝင်စာပေးဖို့တောင်းဆိုလိုက်ကြတယ်လို့သိရပါတယ်။လက်ရှိမြန်မာစစ်ကောင်စီဟာဒိုင်းပြည်အာဏာကိုပြည်သူတွေရဲ့ရွေးကောက်တင်မြှောက်မှုမရှိပဲတရားမဝင်သိမ်းပိုက်ထားရတာဖြစ်ပြီးလက်ရှိမှာလည်းကလေးသူငယ်တွေပါမချမ်းပြည်သူတွေအပေါ်ဆိုးရွားပြင်းထန်တဲ့အကြမ်းဖက်မှုတွေစစ်ရာဇဝတ်မှုကျူးလွန်တာတွေကိုတောက်လျှောက်ပြုလုပ်နေတဲ့အကြမ်းဖက်စစ်အုပ်စုအဖွဲ့ဝင်တွေကိုအာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးနဲ့ဆက်ဆက်တဲ့အခမ်းအနားကနေဖဲ့ထုတ်ပြီး မြန်မာပြည်သူလူထုကိုကိုစားပြုတဲ့ဒီမိုကရေစီနိကျရွေးကောက်ခံဖြစ်တဲ့အမျိုးသားညီညွတ်အစိုးရ UNG ကိုတာတက်ရောက်ခွင့်ပေးဖို့အာဆီယံဥက္ကဋ္ဌလာအိုနိုင်ငံပါဝင်အာဆီယံနိုင်ငံတွေရဲ့နိုင်ငံရေးဝန်ကြီးတွေစီကိုရပ်ဖတ်အဖွဲ203ခုကတရားဝင်စာပေးဖို့တောင်းဆိုလိုက်ကြတယ်လို့သိရပါတယ်ခင်ဗျဟုတ်ကဲ့တခါရောရုံခစ်တက်ကနေဒီကနေ့နေ့လေဂစ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ